အာရှကြားကြီးအသင်းကောင်းဆောင်မောင်မောင်လင်ဦးဆောင်တဲ့အာဆီယံအော်စတာအသင်းနဲ့ဖလားလို့တော့မဲ့ဂိမ်းမှုများပရိသတ်များလုံးပဲမိန်လားများရွှေရောအိုင်မတ်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလဲပါရင်ဂိမ်းမှုတို့ကတော့ဒီဟာဒီကိုဖလားလုံးနဲ့လက်ပြနှုတ်ဆက်ခွင့်ရှိနေပြီပဲဖြစ်ပါရင်ဂိမ်းမှုတို့ဟာယနေ့ညမှာအာရှကြားကြီးအသင်းကောင်းဆောင်မောင်မောင်လင်ပါဝင်လာမဲ့အာဆီယံအော်စတာအသင်းနဲ့ရင်ဆိုင်လို့ရှင်မြင်သွားတော့မှာပါကစားမှာကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ဘူကေချာလီကွင်းကြီးထဲမှာဖြစ်ပြီးမြန်မာစံတော်ချိန်ည9:00ကျော်မှာကဲပါဖြစ်ပါရင်ယောဘာလီဖိုင်နယ်မှာလည်း လန်ဒန်ကျွမ်းအကြီးတော်တက်ခွာစီလိုဖလားလဲမဲ့လည်းဖြစ်ချန်ပီယံလိဝင်ကွင်းနဲ့လွဲခဲ့တဲ့ဒီပရက်ရှင်ကောင်စိုးလေးဂိတ်တို့အဖွဲ့ကိုအာဆီယံသားတွေအထာမထားပဲဒုတိယလိုပြောင်းထပ်လုံမလားစောင့်ကြည့်ရမှာဖြစ်ပါရင်ပွဲတိုင်းကြော်လေးအာရှာကြားကြီးတို့အသင်းကောင်းဆောင်မော်လင်းကရောအိမ်ဖြစ်နေတဲ့လူစင်းနဲ့ပါလာလားပွဲကစားခွင့်ရောရသွားမလားဆိုတာစိတ်ဝင်စားဖို့ရခေါင်းပါရင်အခုတော့ကဘာကျော်အသင်းဖြစ်တဲ့ဂေလုနဲ့ကန်ခွင့်ရတာမမောင်လင်းအတွက်အတော်လေးကိုကန်ကောင်းနေလို့ဆွေးရမှာပါမမောင်လင်းကိုဒီမနက်ကဂိတ်ဖန်တိုင်းအားကျနေမယ်ဆိုတာသိကြပါရစေ အကြောင်းကတော့ဂေလို့ဆိုတာသိတဲ့အတိုင်းမြန်မာရဲ့နိုင်ငံတော်အသင်းဖြစ်ပြီးပြည်ထောင်စုတံမရမိုဘိုင်းလေးကျန်ရှောက်မီနိုင်ငံမှာ gate နိုင်ငံတော်ရဲ့တခင်ကြီးတွေကတပားဖြစ်နေတာဖြစ်ပါရင်ဒါကြောင့်ဂေမို့တို့ကအပြင်မှာအရှင်လက်လက်မြင်မှုဖို့ဆိုတာမြန်မာနိုင်ငံက gate fan အပေါင်းရဲ့အနေမှရည်မှန်းချက်ဖြစ်နေတာပါမော်မော်လီအနေနဲ့တန်ပေါင်းများစွာသောလူတွေရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့တာမျိုးဖြစ်ပါရင်ဒီဖိကောမလာပြန်ွယ်ကို၈00အားရှဘောလုံးဖွဲချုပ်ကဦးစီးဦးဆောင်ပြီးတော့ပြုလုပ်တာဖြစ်ပါရင်ကစားမတွေအတွက်ကတော့အာဆီယံဒေသအတွင်းကနိုင်ငံအလိုက် အကောင်းဆုံးစားမတွေကိုရွေးချယ်ပြီးအော်စတာအသင်းပြင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့မြန်မာနိုင်ငံကမမောင်ကစားမတို့ကိုရွေးရမှာလက်ရေးစင်သွင်းကောင်းစွာမမောင်လင်းကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်အောင်သူတို့လည်းပြည်ပရောက်ကစားမကောင်းတွေများစွာကြည့်တဲ့တဲထဲမှာမှာရွေးချယ်ခံရဖြစ်တဲ့အတွက်မမောင်လင်းအနေနဲ့ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်အာဆီယံအော်စတာအသင်းမှာမမောင်လင်းကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းကတော့မော်လီယာလက်ရှိမြန်မာလူရေးစင်ကိုစားပြုကစားနေသူဖြစ်တော့အာဆီယံရဲ့အဆင့်မြင့်လေးတစ်ခုတွေကတစ်ခုဖြစ်တဲ့ထိုင်းပရီးမီးယားလိမ်မှာပုံမှန်ပွဲထွက်ခွင့်ရနိုင်လို့လည်းဖြစ်ပါတယ် လမ်းရှိပါမောင်းလင်းအားလက်ဖနော့ဝါရီယာ FC အတွက်ကစားပေးနေသူဖြစ်ပြီးပရိသတ်အခိုင်အမာရနေသူကစားမလဲဖြစ်ပါတယ်။အာဆီယံအော်စတာအသင်းကိုနီးပြသွားမဲ့သူက VNL လေးစဉ်အသင်းရဲ့နီးပြမစ္စတာကန်ဆန်စစ်ဖြစ်ပြီးတော့ဂိမ်းဘလူးဟာပြီးခဲ့ရာသီမှာတော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။အသင်းရဲ့သမိုင်းတစ်လျှောက်အဆိုးအဆုံးရာသီကိုပိုင်ဆိုင်ခဲ့လို့ဆိုရမှာဖြစ်ပြီးတမ်းမစင်းခဲ့တာတော့ကံကောင်းတယ်လို့ဆိုရမှာပါ။ပရီးမီးယားလိမ်းမှာအဆင့်15ရာနေခဲ့ပြီးတပွဲတမန်နှုံးတတဆူတောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ယူဘာလိဖိုင်နယ်ကိုရောက်ခဲ့တဲ့အသင်းပဲ။ ကိုလိုပဲဘွားတူပြင်းလေးမှာရုံးကန်နေရတဲ့လန်ဒန်ချစ်ဖာကြီးတို့ကမကျော်ဖြတ်နိုင်တာကြောင့်ဖလားလည်းမဲ့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ချိုးဆန်နေတဲ့ဂိမ်းမှုတို့ဟာနောက်အစီချန်ပီယံလိဂ်ဝင်ဝင်တွေမှာလွဲချော်သွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဂိမ်းဖန်တွေလည်းဝမ်းနဲ့ပလက်နဲ့အခန်းထဲကက်ဆက်ထည့်ဆွဲလိုက်ရပြီးထုံးစံအတိုင်းနောက်အစီမျှော်လိုက်ရတာပါ။ဂိမ်းမှုတို့ဟာနောက်ဆုံးပွဲစဉ်မှာတော့အင်ဆိုမီလာကိုနိုင်ယူပြီးတော့လာမယ့်ခြေစမ်းပွဲမှာလူဆောင်ထုတ်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလေးပါပဲနောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ